တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးတော်မှာကတော့ Superstar Academy တရုတ်ဆောင်လူရွေးပွဲမှာပြိုင်ပွဲဝင်စိုးဝနအောင်က Director ညိုမင်းလွင်ကိုဖျဲသွားမှုအပြီးမှာနောက်ထပ်ပြိုင်ပွဲဝင်တဦးလာပြိုင်တဲ့အချိန်မှာတော့ Director ကိုညိုမင်းလွင်ကအရင်ငါပုံကြီးကိုကြည့်ပြီးတော့ဘလို့ယုံကြည်မှုနဲ့လာပြိုင်လာလဲဆိုပြီးတော့ မေးလိုက်တဲ့ဗီဒီယိုလေးကိုဒါကျွန်တော်ဖွင့်ပြပေးတော့မှာပဲဖြစ်ပါတယ်။တရုတ်ဆောင်တာတွေပါညာဘာမှမပြောခင်ဟုတ်ဒီပြိုင်ပွဲကိုမင်းဘလို့ယုံကြည်မှုနဲ့ငါ့ပုံကြီးတွေ့နေတာနဲ့ဘလို့ယုံကြည်မှုနဲ့လာတယ်လဲဆိုတာသိချောင်းလူအများကြီးတန်းမှာအဲ့လိုငါ့ပုံတွေ့ရနေတယ်ဘလို့လာလာပြန်ရင်တက်တီကိုချီးပြည့်ရဲဆိုတော့လေနည်းနည်းလေးတော့အဲ့လိုဝမ်းနေတဲ့စိတ်တော့ရှိရပေါ့နော်ဟုတ်ဟုတ်မကူမီအောင်လားထိန်ခဲ့ရတာနည်းနည်းလေးရှက်ကွာနည်းနည်းလေးရှက်သွားပါတော့အဲ့လိုမျိုးပြောလဲတချိန်ကြတော့လေဟောင်းနင်းရဲ့လုပ်ရတခုကဒီမှာထိုင်နေတဲ့ဒိုင်လူကြီးတွေ 也工地卡，第二个月工地卡，伢做的有木事？好，好了，来一了好了，记住嘞。 အာအကူပါမယ်ဆိုလဲကျွန်တော်သိခဲ့ပါတော့ဒါပေမဲ့လည်းဟိုဘယ်လိုပြောမလဲပြိုင်ပွဲမှာတော့ကြတော့အကူနေရတော့ရန်ကြီးတော့ရင်းနှီးမှုတော့မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့အခုပြိုင်ပွဲပြီးပြိုင်ပွဲကဒါအခုဒါဆိုရင်ကျွန်တော်တို့တော့25 final တွေထဲမှာပါသွားပြီပေါ့နော်ပါတဲ့ချိန်မှာအကူကရှေ့တဲ့ချိန်မှာတော့အရန်အန်အားတင်ရဲ့ပေါ့နော်ကိုယ့်ရဲ့ဟိုပုံလေးကိုအယောက်20တည်းမှာကိုယ့်ရဲ့ပုံလေးကိုတွေ့ပြီဆိုပြီးရှေ့လိုက်တဲ့ချိန်မှာကြတော့အရန်တော့ surprise ဖြစ်သွားပြီပေါ့နော်အကူနေရလည်းရှေ့မှာလည်းကိုယ့်ဟာနဲ့ကိုယ်ကလေးလေးရှိတာဆိုတော့လေအဲ့လိုမျိုးကတော့ဟိုဒီ24ရက်နေ့ဆိုရင်တော့ဒါအကူနဲ့တွေ့အောင်မှာဆိုတော့အရန်တော့ရင်ခုန်စိတ်လျှောက်ချနေပါတယ်အဲ့လိုမျိုးပြောလိုက်တဲ့ချိန်မှာ တော့နည်းနည်းလေးတော့ဟိုနည်းနည်းလေးကြောက်တာထက်နည်းနည်းလေးဝမ်းနေတာတော့ဖြစ်သွားပြီပေါ့နော်ဘာလို့ဆိုငါပုံကြီးလာပြန်တာထက်အဲလိုငါပုံကြီးတွေ့ရတဲ့နယ်ဘာဖြစ်လို့လာပြန်လဲကျွန်တော်နည်းနည်းမှကိုအဲကိုရဲ့စိတ်ထဲမှာဆိုတော့အမြန်တမ်းပြောလို့ကျွန်တော်နည်းနည်းလေးရှက်ကြောက်ပြီးနည်းနည်းဝမ်းနေတဲ့စိတ်တော့ဖြစ်ပါဘာလို့လဲဆိုတော့ဒါကလည်း ်ဟိုအဲ့လိုမျိုးကြီးအကိုပြောမဲ့လည်းမထင်ဘူးပေါ့နော်ဒါပြိုင်ပွဲဖြစ်တဲ့ကြောင့်လည်းကျွန်တော်တို့ကဟိုအမှားရှိလေဒါကပြိုင်ပွဲကတော့ဒါဘူးမဆိုရှင်ပြိုင်ပွဲတော့ရှိရပါတော့ချမ်းသာသာဆင်းရဲရဘူးမဆိုဒါလားပြိုင်ခွင့်ရှိရဲကက်စတင်ဖြစ်တဲ့ကြောင့်လည်းအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာနည်းနည်းလေးတော့ဟိုဝမ်းဝမ်းနေတဲ့စိတ်တော့နည်းနည်းလေးဖြစ်သွားပါဒါမဲ့လည်းဒါရှိမှာကဒီပြိုင်ပွဲမပြိုင်ခင်ရှိမှာကအကိုနဲ့ကတော့နည်းနည်းလေးကိုဟနဲ့ကိုကနည်းနည်းကြီးဖြစ်တာဆိုတော့လေအကိုမှလည်းနည်းမှတာတော့ညနာမျိုးပူလာလေးကတော့ရှိရပါတော့ဒါမဲ့လည်းအကိုအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာနည်းနည်းလေးတော့ဟိုဝမ်းနေတဲ့စိတ်လေးတော့ဖြစ်သွားပါလေဟော ။ဟဲ့အပြန်တွေ့။ဒီတိုင်ပွဲကိုမင်းဘလို့ယုံကြည်မှုနဲ့ငါ့ဘုံကြီးတွေ့နေတာနဲ့ဘလို့ယုံကြည်မှုနဲ့လာတယ်လဲဆိုတာသိချင်။အာအဲ့လိုမျိုးပြောလိုက်တဲ့ချိန်မှာမောင်လေးအမှန်တိုင်းပြောလို့ရှိရင်မောင်လေးကနည်းနည်းတော့ရှက်သွားတယ်ပေါ့မှာဟဲ့ဘာလို့ဆိုတော့ဒါကိုယ်အဲ့လိုမျိုးပြောမဲ့လို့လည်းမထင်ဘူး။ဒါကသူ့ဘုံကြီးပါရတဲ့နဲ့ပြန်ရဲအဲ့လိုမျိုးပြောလိုက်ချင်မှာမောင်လေးဒါ ိတ်မကောင်းလို့တော့ဖြစ်သွားနည်းနည်းဝမ်းနဲ့စိတ်တော့ဖြစ်သွားပါတော့เนาะအဲ့လိုမျိုးဒါပေမဲ့လည်းသူတရုတ်ဆောင်ခြင်းအပေါ်မှာပဲအမှတ်ပြီးမယ်သူပြန်တဲ့ကိစ္စတော့သူအဲ့လိုမျိုးသူဘာမှမဖြစ်ဘူးလို့တော့သူပြောတဲ့ချက်ကြောင့်သူပြောနည်းနည်းတော့ဟိုစိတ်သက်သာရတော့ရတာပေါ့လေဟောဟောဒါပေမဲ့အဲ့လိုမျိုးပြောလိုက်တော့နည်းနည်းလေးကစိတ်မကောင်းလို့တော့ဖြစ်သွားပေါ့လေဟောဟာရှစ်တည့်ဆိုစကားပြန်ချရင်လည်းဝင်လာဟောပြန်ရှစ်ပါကွာဟောဟောပြန်ချပြီးပါကွာအဲဒါကဘယ်လိုပြောအမှန်တိုင်းပြောလို့ရှိရင်ဒီအယောက်20တည်းရမှာကိုယ်ထူးထူးခြားခြား ရေစပ်ပါရှင်လို့ရှေ့ရဆိုလဲကိုကအမှန်တကယ်အတိုင်းထက်လုံပေါ့ဒါမဲ့ပြောပြောရတယ်ပေါ့နော်အခုစရှေ့ကလေးကျွန်တော်အဲ့လိုမျိုးလဲမန်လေးလည်းဖတ်ကြည့်ရအဲ့လိုဘယ်သူဘယ်သူတက်ဘယ်မျိုးမှန်ထားလဲဆိုတော့ကြည့်အောင်အဲ့လိုမျိုးလေးတချို့ကောမန်လေးဆိုတော့ရည်စရာလေးတွေ့တွေ့ရလေးပြောပါလေဟုတ်လာရဲတာတော့အချစ်ကျူးတယ်ဟုတ်တိမ်မပြူတယ်ဟုတ်နော် ထပ်ပြီးတော့စ조사ခြင်းစိတ်ရှိတာကိုလည်း appreciate လုပ်တယ်။ဟုတ်ကဲ့ရည်ဆက်ရည်ဆက်ဆိုပြီးတော့เนาะကြောင်းမြန်အောင်ကိုလည်းကျွန်တော်လည်းရည်ဆက်ပိုင်းလည်းပါနိုင်တာပဲเนาะ။ဘာသူတတ္တိရှိလို့ပဲလာပြန်ပြန် ညနေပြောင်တိုက်ရဲလို့ပဲလာပြန်ပြန်ဘာကြောင့်ပဲပြန်ပြန်ဒါသူ့ကိစ္စညနေပြောင်တိုက်တာလည်းမဟုတ်ဘူးနော်မောင်လေးကဒါတတိရှိတာလို့ပြောရမယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီဟာကဒီအမှုပညာဆိုတာလေကိုကိုချစ်တဲ့ဟိုအလုပ်ဖြစ်တဲ့ဒီအမှုပညာလောကဆိုတာလေကြီးကြီးလေးပေါ့နော်တစ်ချိန်မဟုတ်တစ်ချိန်တော့ပြန်တွေးมาပဲပေါ့နော်အဲကြောင့်မောင်လေးဒီနေ့ရဲတင်းပြီးတော့ location လာရောက်ပြီးတော့အရှင်တိုင်တာပါခင်ဗျာအများကြီးနဲ့အများကြီးတောင်းပန်ပါတယ်ကျွန်တော်နောက်ထပ်လည်းဒီလိုမျိုးလဲထပ်ပြီးတော့လည်းမဖြစ်တော့ပါဘူးအတွက်ကိုမောင်လေးအများကြီးစဉ်းစားပေါ့နော်ဒီထက်မှဆိုလဲမောင်လေးညနာပူစရာဒီထိုင်ပါရတော့လဲမောင်လေးကိုညိုရန်ကြီးလဲညနာပူရတယ်ကိုကြောင့်မလို့ ဟိုအများကြီးလဲဘယ်လိုပြောမလဲစိတ်ညစ်သွားတဲ့အတွက်လဲမောင်လေးဟိုအဲ့ကြောင့်မလို့အများကြီးစိတ်ပူရပါဘောနော်ဒီပြိုင်မှုတော့ကိုတော်တော်လေးကိုတော့စဉ်းစားယူလိုက်ရပါတယ်ဟုတ်ဟုတ်ဒီတိုင်းအနီစင်းတို့အနီမားတို့အမားအိမက်တို့ကကြတော့မောင်လေးနဲ့ဒီအစကလေးလည်းချစ်တဲ့အလူပညာနေဖြစ်တဲ့အတွက်ကြောင့်မလို့မောင်လေးတိတ်ပြီးတော့စိတ်မပြောမလဲမပူအောင်ပေါ့နော်ကိုညိုကကြတော့ဟိုကိုမျက်နှာပူရတူဖြစ်တော့ကြောင့်မလို့စင်ပေါ်တက်တဲ့ချိန်မှာတော့ဒူးတွေလက်တီတော့တုံနေပေါ့နော်ဒါမဲ့လည်းအကွာတော့ဒီဘယ်လိုပြောမလဲအမင်းနဲ့ငါနဲ့တွေ့ကြရပေါ့နော်ဒီပြန်ရဲအတွက်လည်းလူချီချီရဲ့အပီချိတ်လုပ်တယ်တဲ့အဲ့လိုမျိုးတွေတော့ပြောသွားတယ်ဟုတ်ဟုတ် အမောင်လေးကဒါကကတော့မျက်နှာပြောင်တိုက်တာလည်းမဟုတ်ဘူးနော်မောင်လေးကဒါကတတိရှိရာလို့ပြောရမယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီဟာကဒီအမှုပညာဆိုတာလေကိုကိုချစ်တဲ့ဟိုအလုပ်ဖြစ်တယ်အဲကြောင့်မလို့မောင်လေးကတော့ဒါကတော့ဟိုဘယ်လိုမလဲတချိန်မဟုတ်တချိန်ကတော့ဒီအကူနဲ့ကလည်းလဲစုံစုံမှာပဲအချိန်ကြာလို့ရှိရင်လည်းတွေ့ရမှာပဲဒါမဲ့ဒီဟာကလည်းကိုဒီခေါင်းဆောင်မင်းသားမင်းသမီးဆိုရဲဒီဟိုနေရာလေးကလည်းကိုလိုချင်တာဖြစ်တဲ့ကြောင့်မောင်လေးဒါကတတိရှိရှိနဲ့လာရောက်ပြီးတော့ရှင်းပြနေတာပါဒါမျက်နှာပြောင်တိုက်ပြီးတော့လာပြန်တာတော့မဟုတ်ပါဘူးခင်ဗျာဟုတ်ဟုတ်ဟုတ်မောင်လေးရှင်းမှာလုတ်ခဲ့တဲ့အမလေးကဟိုဘယ်လိုပြောမလဲဒီစိတ်ညစ်သွားတယ်ပေါ့နော်ကိုကြောင့်ဒါ ါအနောက်ချက်ဖြစ်သွားတယ်လို့ပြောလို့ရပါတယ်ဒါကိုယ့်ရဲ့အမှားဆိုလေဒါဟိုဘယ်လိုပြောမလဲအမောင်လေးနဲ့ဒါအမှန်တိုင်းပြောလို့ရှိရင်တော့စပြေကြတဲ့အမောင်လေးဟိုတကယ်လဲစိတ်မကောင်းဖြစ်ပါဒါမှမဟုတ်အမောင်လေးရှေ့ရှောက်ဆိုလို့ရှိရင်တော့ဒါမျိုးတွေအပြောဆိုနေတိုင်းနေခုနကအခုပြောသလိုပေါ့နော်ဒါမျိုးဒီဒီလောကထဲမှာဝင်မယ်ဆိုတော့ဒီတိရုပ်ဆောင်ကောင်းနေလည်းမဖြစ်ဘူးဒီအပြောဆိုနေတိုင်းအားလုံးကိုစင်ကြင်ရမယ်ဆိုပြီးတော့အခုကတော့မှဆုံးပါတယ်ဒါလည်းမှန်ပါတယ်ဟောမောင်လေးကအမှန်တိုင်းပြောလဲမောင်လေးလူတွေပေါ်မှာမောင်လေးကယုံကြည်တယ်တနာတယ်ဘယ်လိုပြောမလဲမောင်လေးကဘယ်လိုပြောမလဲ ဟို100%ကိုနဲ့ပေါင်းတဲ့လူအကုန်လုံးမောင်လေး100%ယုံကြည်တယ်အဲကြောင့်မလို့ဆိုရင်ကိုယ့်ရဲ့ဖြစ်တည်မှုတွေအကုန်လုံးမောင်လေးပြောပြဒါမှလည်းတစ်ခါလေကြားလို့ရှိရင်လူတွေကကြားလို့ဘယ်လိုပြောမလဲဟိုစိတ်နာထားလို့မကောင်းဘူးမေတ္တာထားလို့မကောင်းဘူးနော်ကိုပြောလိုက်တဲ့စကားလေးကိုသူတို့ကမဟုတ်မမှန်တစ်ခါလေကပြန်ပြောလိုက်တော့တွေ့ကြအောင်မလို့တစ်ခါလေကြားလည်းဘယ်လိုပြောမလဲစကားလေးကစကားစကားဆိုတဲ့အတိုင်းကားဝါတဲ့ပုံစံမျိုးလေးဖြစ်သွားမှာနော်ဒါပေမဲ့ကိုကကြားတော့သူတို့ကကြားတော့ဒါက ကိုဒီလိုမျိုးလေးဖြစ်တယ်ဆိုတော့ကိုကစိတ်ရင်းမှန်တဲ့သူကိုပြောပြတာမဲ့သူတို့စိတ်ထင်မှကြာသူတို့ကကိုမလို့မုံတီးတဲ့စိတ်ရဲ့ထိုင်းနေထားပါဘူးလူရဲ့စိတ်ဆိုတော့ပြောလို့မရဘူးအားကြောင့်မကြာအဲ့ရှေ့မှာဖြစ်ခဲ့တဲ့သင်္ကန်းဆောင်တဲ့ပတ်သက်ပြီးတော်တော်လေးကိုလည်းကြောက်ပါတယ်အရင်ဖြဲလိုက်တာပဲဖြစ်ပါတယ်ပြောမလဲအရင်အရင်ကိုကြောက်ပါတယ်တော်တော်လေးကိုကြောက်ပါတယ်တူရိမင်းခန့်ရဲ့ကိုဒါဘယ်လိုများမြင်ကြသလဲဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာချက်မိသောနေ့တွေနေ့ပိုင်ဆိုင်ကြပါစီခင်ဗျာ